Passion Sunday ဒုက္ခစရိယတနင်္ဂနွေနေ့ဒီနေ့မှာသခင်ဆူရဲ့ဒုက္ခစရိယအကြောင်းနက်နက်ဆိုင်ဆိုင်ထောက်ရှုစဉ်းစားကြရမယ်နေ့လည်းဖြစ်ပါတယ်စိန်မတ်နဲ့စိန်မတ်ကျူးမာလို့ခရစ်သူတိုင်းပေါ်မှာသူ့ရဲ့နောက်ဆုံးစကားတွေဟာစွန့်ပစ်ခံရပြီဆိုတဲ့ငိုကြွေးတဲ့မျိုးမဟုတ်ဟဲ့စိန်လူခမှာကြတော့နှုတ်ကပတ်တော်ပြင်းစွာသောဒုက္ခဝေဒနာခံစားခြင်းအဖြစ် ရယူပေးလိုက်တဲ့ကဲတင်ချင်းအကြောင်းကိုပြောလာခြင်းမှဖြစ်ပါတယ်။သူတခိုးကို ပြောလိုက်တဲ့စကားတွေဖြစ်ပါတယ်။ဒါအပြင်ခရစ်တိုင်မော်တောင်းဝတဲ့ဆုတောင်းကိုလည်းတွေ့ရပါတယ်။ခွင့်လွှတ်ခြင်းကို တောင်းခံပေးခဲ့တယ်။သူတို့လောက်တာသူတို့မသိဘူးဆိုပြီးခွင့်လွှတ်ခြင်းကိုတောင်းခံပေးခဲ့ပါတယ်။ပညာရှင်တွေရဲ့သုံးသပ်ချက်အရသူတို့လောက်တာသူတို့မသိဘူးဆိုတာဟာတကယ်တော့သူကမသိခြင်းအောင်ဆောင်းတဲ့သဘောလေဖြစ်တယ်လို့ဆိုပါတယ်။ လှုပ်တာတီးတဲ့လူရှိမယ်မတီးဘဲနဲ့လှုပ်တဲ့လူလည်းရှိမယ်တီးသူလှုပ်သည်ဖြစ်စေမတီးသူလှုပ်သည်ဖြစ်စေအားလုံးကတော့သူ့ရဲ့ခွင့်လွှတ်ခြင်းထဲမှာအကျုံးဝင်ပါတယ်ဒါကြောင့်သူ့အနေနဲ့မတီးတဲ့ပုံစံမျိုးနဲ့တောင်းပေနေခြင်းမျိုး excuse လှုပ်ပေးနေခြင်းမျိုးပဲဖြစ်ပါတယ်၆လဲနေခြင်းမျိုးလည်းပဲဖြစ်ပါတယ်ဒါသူရယူပေးလိုက်တဲ့ခွင့်လွှတ်ခြင်းသူရယူပေးလိုက်တဲ့ကျေးဇူးတော်သူ့ရဲ့ပြင်းပြစွာသောဝေဒနာက နောက်ဆုံးပန်းနိုင်ဖြစ်ဆုခုလိုက်တဲ့အသေးပွင့်လည်းပဲဖြစ်နေပါတယ်။ဥပါဖျားကျွန်တော်စိတ်ဝိညာဉ်ကို ကိုရိုက်တတ်တော်သူအနံပါအီဆိုတဲ့ဆူတောင်းတောင်းကိုလည်းပဲကျွန်တော်ကြားကြရပါတယ်။ခမီးတော်ဖျားတရှိနေမှုဟာလက်တွေ့ကြကြထင်းနေရှာရှာအဲ့ဒီအချိန်မှာတွေ့ကြုံနေရလို့မဟုတ်ပါဘူး။ခမီးတော်ဖျားရဲ့လက်တော်ကို သူအမှန်တကယ်ထိထိမိမိ တွေ့ကြုံသိရှိခံစားနေရတာမျိုးမဟုတ်တာတောင်မှ သူ့ရဲ့စိတ်ဝိညာဉ်ကိုအံ့နာစရာ တခြားနေရာမရှိပါဘူးခမီးတော်ဖရားရဲ့လက်တော်တွေကလွဲလို့သူ့ရဲ့စိတ်ဝိညာဉ်တွေကိုအံ့နာဖို့ရာ တခြားပဲနေရာမှမှ မရှိတာကို တွေ့ရပါတယ်ခမီးတော်ဖရားပေါ်မှာယုံကြည်ခြင်းပြောင်းမသွားဘူးခမီးတော်ဖရားတရှိနေမှုမုံဒီမုံမဖြစ်နေတဲ့အချိန်ပြစ်သွားပြီလို့ထင်ရတဲ့အချိန်မျိုးမှာတော့မှကြီးစွာသော နှစ်ဆိုင်သောယုံကြည်ခြင်းကိုတွေ့ရပါတယ်သူတို့နှစ်ပါးကြားထဲမှာရှိတဲ့ဘယ်တော့မှပြတ်တောက်မသွားတဲ့အဆက်အသွယ်ကိုတွေ့ရပါတယ်ဒီဟာကဆုတောင်းခြင်းပဲဖြစ်ပါတယ်တခင်စုရဲ့ဒုက္ခဝေဒနာကိုဆုတောင်းခြင်းအဖြစ်ပြက်ဖြစ်လဲကျွန်တော်တို့နားလည်ကြပါတယ်ဒုက္ခဝေဒနာဟာဆုတောင်းသံဖြစ်သွားတယ်ခံစားရခြင်းများဟာဆုတောင်းသံဖြစ်သွားတယ်ဒီနေ့ဒီအချိန်ဒီခါမှာလည်းပဲကျွန်တော်တို့မြောက်များစွာသောအမျိုးပေါင်းများစွာသောဒုက္ခဝေဒနာများခံစား နေကြပါတယ်ဒီလိုခံစားနေရတဲ့အချိန်မှာကျွန်တော်သတိရကြမှာကတော့သူဟာ ကျွန်တော်တို့နဲ့ရှိနေပါတယ်ဖခင်ခမိတော်ကလည်းရှိနေပါတယ်ဂျုံကြည်သူများဟာဒီပုံကိုယ်တွေရှိနေတယ်ဆိုတာကိုယုံကြည်ခြင်းနဲ့ဖော်ပြကြမှာလည်းပဲဖြစ်ပါတယ်ဒုက္ခဝေဒနာများကြားမှာဖခင်တည်ရှိနေမှုဟာတခါလေမှာဝေဒီဝေဝါဖြစ်နေတော့လည်းပဲဒါပေမဲ့အဲ့လိုအချိန်တွေမှာ ပို့ပြီးအတွင်းကြကြ ပိုပြီးနှက်ဆိုင်စွာတည်ရှိနေတယ်ဆိုတာကိုသခင်သူရဲ့အဖြစ်ပြက်တွေအပြင်သိလာကြပါဗါတယ်။အဲ့ဒီချိန်တွေကစပြီးယုံကြည်သူတွေဟာဒုက္ခဝေဒနာရဲ့အတိတ်ပဲအသိကိုတွေ့ရှိလာပါတယ်။ဒုက္ခဝေဒနာရဲ့ပန်းတိုင်ကိုတွေ့ရှိလာပါတယ်။ဒုက္ခဝေဒနာဟာလူဘဝရဲ့ရှောင်လွှဲမြတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တော်လည်းပဲသူတို့ဟာရရောချင်းနဲ့ခံထမ်းလာကြပါတယ်။ဒုက္ခဝေဒနာဟာသူတို့ရဲ့ဘဝရဲ့အစိတ်ပိုင်းမဖြစ်မနေခံထားမှလို့ခံထားခြင်းမဟုတ်ပဲ ချစ်ချင်းမေတ္တာနဲ့ခံထမ်းလာကြတာကိုတွေ့ရပါတယ်။ဖះကိုပူရှာတွေ့လာတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီနေ့ဒီလောကအထူးသဖြင့်ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့အဖွဲ့အစည်းမှလည်းပဲများစွာသောဒုက္ခဝေဒနာများလူပေါင်းများစွာခါစီခံနေကြတဲ့အချိန်မှာယုံကြည်သူများအနေနဲ့ဒီလူတွေရှိမှဒုက္ခဝေဒနာများအလင်မှလည်းပဲဒီလိုပုံကို ရှိနေပါသေးတယ်ဆိုတာကိုသူတို့ရဲ့ခံထမ်းခြင်းသူတို့ရဲ့ ယုံကြည်ခြင်းနဲ့ပြန်လဲပြသချာမှာလည်းပဲဖြစ်ပါတယ်။ဒါဟာ passion စံတွေကကျွန်တော်တို့ကိုတင်ပြလိုက်တဲ့အရာလည်းပဲဖြစ်ပါတယ်။သခင်စုရဲ့အဖြစ်ပြက်တွေအားဖြင့်ကျွန်တော်တို့ကိုတင်ပြလိုက်တဲ့အရာဖြစ်သလိုထည့်ပြလိုက်တဲ့ယုံကြည်ခြင်းနဲ့ဖြစ်နေပါတယ်။ဒါကြောင့်ဒီပုဂ္ဂိုလ်ဟာသူနဲ့ခွဲမသွားဘူး။သူတို့ကခံစင်ကသူတပါးတည်းပဲခံခဲ့ပါတယ်။သူနဲ့ရောပြီးခံဖို့ရတရားအောင်မှမရှိခဲ့တာကိုတွေ့ရပါတယ်။စီမုံစီရီနီဦးသူလိုက်တော့လိုက်ပါပါတယ်။ အပြင်ဘက်ဒီခန္ဓာကိုယ်အဖြစ်ခံထမ်းနေမှန်တယ်စိတ်ဝိညာဉ်မှာလည်းပဲတစ်သိတစ်ပိုင်းရတော့ခံထမ်းခဲ့ပါတယ်သို့တော့သူ့နဲ့အနိကတလုံးတဝါဒီစိတ်ရောဝိညာဉ်ရောကိုယ်ရော အဆုံးအထိခံထမ်းခဲ့သူဟာအမှန်တမ်းမှနဲပါတယ်ဒါပေမဲ့ဒီလိုနဲတဲ့အတွက်ကြောင့်ကြောက်ရဲခံရတဲ့ဆိုတော့ဒီအပြစ်တင်ခြင်းမျိုးမခံတဲ့အချိန်မှာဘလို့မှမရှိဘူးဆိုတော့အပြစ်တင်ခြင်းမျိုးမရှိပဲအလုံးအတွက်ခွင့်လွှတ်ခြင်းအလုံးအတွက်ကယ်တင်ခြင်း အားလုံးအတွက်ကျေးဇူးတော်တွေကိုရရှိပိုင်ဆိုင်ပေးကြတာကိုတွေ့ရပါတဲ့တိချက်တွေကိုစဉ်းစားရဲ့ဒုက္ခရဲ့အတိတ်ပဲတွေကိုပုံမရှာဖွေတွေ့ရှိနိုင်မှုကြိုးစားကြပါစို့ဒုက္ခလည်းမပုံမနှိကွက်စွာရှိတဲ့ဖရာဒုက္ခလည်းမပြစ်သွားပြီလို့ထင်ရတော့လည်းပဲအမှန်တကယ်လက်တွေ့မှာအနည်းဆုံးမှရှိတဲ့ဖရာရဲ့မျက်မှောက်တော်ကိုပုံမရှာတွေ့နိုင်မှုကျွန်တော်တို့လေ့လာ သိင်ကြပါစို့ခရစ်စုတပည့်တော်ကိုရောကိုကိုွယ်၍ချီးမွမ်းကြပါသည်အကြောင်းဘုရားကိုရောတန်ရှင်းသောခရစ်စုတိုင်အားဖြင့်တပည့်တော်တို့ကိုကယ်ချွတ်တော်မူခဲ့ပြီ